爱过金波，金波弄下，爱过金波。那些可干过饭，为高马奔飞不得，那就小看不得那马金波。没那个地方的破楼里。ဝင်းဝင်းတာတိန်မန်တော်လန်ပြိတ္တအားလုံးမင်္ဂလာပါခင်ဗျာ ဒီနေ့မှာတော့တော်လန်ပြည်သက်တွေအတွက်အမှုပညာသတင်းအချို့ကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။ပရမဆုံးနေနဲ့အဆိုတော်အန်လုံးဝါရဲ့ရမငွေဂီတဖြည့်ပြီးပွဲအကြောင်းတင်ဆက်ပေးပါမယ်။ဒီပွဲဟာအဆိုတော်အန်လုံးဝါရဲ့လူသားချင်းစာနာထောက်ထားမှုခေါင်းစဉ်နဲ့ပြုလုပ်တဲ့ရမငွေဂီတဖြည့်ပြီးပွဲဖြစ်ပြီးထိုင်းနိုင်ငံဘန်ကောက်မြို့က AYR Ratan မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။အဆိုပါဂီတဖြည့်ပွဲကိုလာမယ့်မလ29ရက်နေ့စနေနေ့ည7:00နာရီအချိန်မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အဆိုတော်အလုံးဝါနဲ့ဒူ AYW ရတန်ဘန်ရဲ့ဒေဂီတာဖြည့်ပြမှုတွေကိုလိုက်ပါစီမြုံရင်းပျော်ရွှင်စွာလှူဒန်းကူညီထောက်ပံ့ပေးနိုင်မှာဖြစ်ကြောင်းနဲ့ဒီပွဲဟာလူသားချင်းစာနာထောက်ထားမှုအတိပိတ်များအတွက်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းပွဲစီစဉ်သူတွေကဆိုပါတယ်။ဂီတာဖြည့်ပြပွဲလက်မှတ်တွေကိုထိုင်းပတ်ငွေ900ဖြင့်ရောင်းချပေးလျက်ရှိပြီးဘွေယူအားပေးလိုတဲ့ပြည်သက်တွေအနေနဲ့ AYR Rhythm by MCD ရဲ့ Base Messenger မှာတစင်ဆက်သွယ်ဝေယူနိုင်ပြီဖြစ်ကဒီဘွဲကရရှိလာတဲ့ငွေအားလုံးကိုလည်းပြန်လည်လှူဒန်းသွားမှာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာဂျပန်နိုင်ငံ Okinawa မှာလည်းဒေါ်လာရင်းမုံငွေပွဲနှစ်ပွဲပူပေါင်းပြီးလာမယ့်မတ်လ30နေ့မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ဒီပွဲနှစ်ပွဲကတော့ဒေါ်လာအမှုမြာရှင်အဆိုတော် David Lyon ရဲ့ဂီတဖြိုပြပွဲနဲ့ဒေါ်လာရင်းကာလာတရုတ်ဆောင်မင်းမော်ကွန်ပထမဆုံးပြန်လည်ရိုက်ကူးထားတဲ့ဖြတ်ဒေါ်လာရုပ်ရှင်ပြပွဲတွေဖြစ်ပါတယ် ဒီပွဲကိုလာမယ့်မလ30ရက်တနင်္ဂနွေနေ့မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးဒီပွဲဟာတော်လိုင်းကာလာတွင်အိုကီနာဝါမှာပထမဆုံးပြုလုပ်တဲ့ live show လည်းဖြစ်ပါတယ်။ပွဲစီစဉ်သူတွေကတော့အိုကီနာဝါရဲ့အင်အားကိုပြကြဖို့လက်မှတ်တွေအမြန်ဝဲထားပြီးရုံပြေရုံရှံအားပေးကြဖို့ပရိသတ်တွေကိုဖိတ်ခေါ်ထားပြီးပွဲလက်မှတ်တွေကိုတော့ရန်3000နဲ့ရန်4000နှမျိုးသတ်မှတ်ခါရောင်းချပေးလျက်ရှိပါတယ်။ဒါအပြင်အဆိုတော်အမွန်းကလည်းမြန်မာပြည်စစ်ဘေးရှောင်သွေးချင်းတွေကူညီနိုင်ရေးအတွက် ရမငွေကီရာဖြော်ပြပွဲကိုဂျပန်နိုင်ငံမှာကျင်းပပြုလုပ်သွားမယ်လို့သူမရဲ့ Facebook စာမျက်နှာမှာတဆင့်ဂျပန်နိုင်ငံမှာပြည်သက်တွေကိုအသိပေးထားပါဗျ။အစိုးရအမုန်းကဂျပန်နိုင်ငံမှာနေထိုင်တဲ့ချစ်သက်ပြည်သက်တွေကိုဖြော်ပြတင်ဆက်ဖို့သူမမကြခင်လာခဲ့မဲ့အကြောင်းနဲ့ဒီစီဇန်လေးဟာမြန်မာပြည်စစ်ဆောင်သွေးချင်းတွေကိုကုညီပံ့ပိုးသွားမဲ့အစီအစဉ်လေးဖြစ်ကြောင်းဖြော်ပြတင်ဆက်သွားမဲ့မြို့တွေနဲ့ရက်စင်တွေကိုဆက်လက်ဖော်ပြပေးသွားမှာဖြစ်ကြောင်းသူမရဲ့ Facebook စာမျက်နှာကနေဖော်ပြထားတာလည်းဖြစ်ပါတယ်။ ဒါကြောင့်ဂျပန်မြေမှာရောက်ရှိနေတဲ့တော်လန်ပြည်သူတွေအနေနဲ့မကြခင်စစ်ဆောင်ကူညီပံ့ပိုးနိုင်ရေးဂျပန်မြေမှာကျင်းပပြုလုပ်သွားမယ်အဆိုတော်အမွန်ရဲ့ရမုံငွေကီတာဖြော်ပြပွဲတွေမှာပူးပေါင်းပါဝင်နိုင်ပြီလဲဖြစ်ပါရခင်ဗျာ။ဩစတြေးလျနိုင်ငံမှာတော်လန်ကီတာဖြော်ပြပွဲတွေအတွက်ရောက်ရှိနေတဲ့အဆိုတော်ဖြူဖြူကျော်သိန်းဟာယနေ့မလ29ရက်နေ့မှာဩစတြေးလျနူဆောင်ဝေးပါလီမန်ထဲမှာပါလီမန်အမတ်တွေကိုမြန်မာနိုင်ငံရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောကြားခဲ့ပါရတယ်။ မြမရေတက်ကြွလှုပ်ရှားသူများနဲ့အတူမြမရေကိုထက်ထဲဝင်ဝင်ကူညီခဲ့ပြီးစစ်အစိုးရရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့ဩစတြေးလျစီးပွားရေးပညာရှင်ဒေါက်တာရှောက်တာနဲ့လည်းဒီပွဲကိုတက်ရောက်ချီးမြှင့်ခဲ့ပါတယ်။ ဒီကြောင့်ကိုရှောင်းကသူ့ရဲ့လူမှုကွန်ရက်မှာတင်ထားတာကိုတွေ့ခဲ့ရပါတယ်။သူက New South Wales Parliament ထဲမှာဖြည်းဖြည်းကြိုသိမ်းစကားပြောနေတာကိုနားထောင်နေပါတယ်။စီစဉ်ပေးတဲ့ဂျန်နဲကိုလည်းကျေးဇူးတင်ပါတယ်လို့တင်ထားတာဖြစ်ပါတယ်။အဆိုတော့ဖြည်းဖြည်းကြိုသိမ်းဟာ I think a spirit heart award ဆိုတဲ့ community award ကိုလည်းဂုဏ်စွာလက်ခံယူခဲ့ကြောင်းဒီစုလေဟာဒီလေးနှစ်တာကာလမှာပြည်သူ့ဘက်ရက်တည်တဲ့အမှုပညာရှင်ကိုမြန်မာ community ကပထမဆုံးပေးတဲ့စုလေဖြစ်ကြောင်းအခုလိုအသိအမှတ်ပြမှုအတွက် ဘေးရိုက်စင်ကိုလည်းကျေးဇူးတင်ကြောင်းသူမရဲ့ Facebook စာမျက်နှာမှာရေးသားထားပါတယ်။ဒါအပြင်ပွဲပြီးမှာပါလီမန်အမတ်တယောက်ကငါတို့သိထားတဲ့ဒီမိုကရေစီဆိုတာသူ့အလိုလျောက်ရှင်သန်နေနိုင်တာမဟုတ်ပဲကာကွယ်ထိန်းသိမ်းရမယ့်အရာပါလားဆိုပြီးရေးသားမျှဝေလာပါတယ်။အစိုးရဖြူဖြူကြော်သိန်းဟာလာမယ့်ဧပြီလ9ရက်နေ့ညနေစတင်ဒီမှာရှိတဲ့ Riverside Theater မှာသူမရဲ့အမှုပညာများနဲ့ဖြောပြတင်ဆက်သွားမှာဖြစ်ပြီးဩစတြေးလျရှိအခြားမြို့ကြီးတွေမှာလည်းဆက်လက်ဖြောပြတင်ဆက်သွားမှာဖြစ်ကြောင်းသိရပါပါတယ်ခင်ဗျာ။